စိတ်ကကောင်းတာဆိုရင်နေတယ်မကောင်းတာဆိုရင်ပျော်တယ်ဒီပုံစံနဲ့သွားတာအဲ့ဒါကိုဘုံဘုံတို့ကနားလေပြီးတော့ကောင်းတာတွေလှုပ်ဖြစ်သွားအောင်မကောင်းတာတွေကိုရှောင်ကျင်ဖြစ်သွားအောင်ကျူပန်အထုတ်တဲ့နေရာမှာဒီစိတ်ရဲ့တဘာဝလေးကိုနားလေထိုင်အများကြီးဘုံဘုံတို့ထိရောက်မှုရှိမယ်ဘဝမှာအရေးကြီးဆုံးကအကုသိုလ်မဖြစ်ဖို့နဲ့ကုသိုလ်ဖြစ်ဖို့ကအရေးကြီးဆုံးပါပဲတကယ်က အဲ့ဒါလိုဘုံဘုံတို့ပြောလိုက်တဲ့အခါမှာအကုသိုလ်လို့ပြောလိုက်ရင်လေလူတွေကယုံရင်ကြံထန်းတဲ့တိတာထင်ရှားတဲ့ကာယကံမှုဝစီကံမှုမြင်တာတဲ့အကုသိုလ်တရားတွေကိုပဲအကုသိုလ်လို့စိတ်ကပြည့်ပြီးတော့မြင်မိတတ်ကြတယ်ကုသိုလ်လို့ပြောလိုက်ရင်လည်းပဲဘုရားကြောင်းကံသွားတာမတိတာထင်ရှားတဲ့ကောင်းမှုတွေပြုနေတာလောက်ကိုပဲကုသိုလ်လို့မြင်မိတတ်ကြတယ်အမှန်ကအကုသိုလ်နဲ့ကုသိုလ်ကိုမြင်တဲ့နေရာမှာအဲ့ဒါလောက်မြင်တာနဲ့ဘယ်လိုမှမပြည့်စုံဘူး မြတ်စွာဘုရားကဘလောက်ထိမြင်ပြတော့အကုသိုလ်အကုသိုလ်လို့မှန်မှန်ကန်ကန်ပြောနေတယ်ဆိုရင်និဝရဏတရား၅ပါးကိုအကုသိုလ်လို့ပြောလိုက်တယ်။ကာမကို တောင့်တတဲ့သဘောမကြည်မနှက်ဖြစ်နေတဲ့သဘောအိတ်ချင်ကန်ပြီးတဲ့သဘောပြန့်လွင့်တဲ့သဘောနောင်တနဲ့ပူလောင်နေတဲ့သဘောယုံမှန်တန်လျာတွေဖြစ်နေတဲ့သဘောဒါတွေကိုမြတ်စွာဘုရား အကုသိုလ်တတ်တဲ့တရားအစုလို့အဲ့လိုဟောတယ် ကုသိုလ်ကုသိုလ်လို့မှန်မှန်ကန်ကန်ပြောကျင်တယ်ဆိုလို့ရှိရင်တတိပဋ္ဌာန်တရား၄ပါးကိုကုသိုလ်လို့ပြောလိုက်ပါတယ်တတိပဋ္ဌာန်တရား၄ပါးဟာဘာအကုသိုလ်မှမရောရှက်တဲ့တသက်ကုသိုလ်အရှုအဝေးလုံးမဖြူရှင်တယ်ဘုရားတို့ဘဝမှာအကုသိုလ်မဖြစ်ဖို့ကုသိုလ်ဖြစ်ဖို့အရေးကြီးဆုံးလို့ပြောတဲ့နေရာမှာအကုသိုလ်ဆိုတာဘလောက်ထိနေကျေတယ်လဲကုသိုလ်ဆိုတာဘလောက်ထိနေကျေတယ်လဲဆိုတာကိုအဲ့လိုအခြေခံကြကြနားလည်ထားဖို့မလိုဘူးလားလိုတယ်ဟုတ်လား အဲ့ဒီနဲ့စစ်လိုက်မယ်ဆိုရင်ဘုံဘုံတို့ဘဝမှာအကုသိုလ်ကင်းနေတဲ့အချိန်ဟာအလွန်မှနဲတယ်အကုသိုလ်ဖြစ်နေတဲ့အချိန်ဟာလည်းအလွန်မှနဲတယ်ဟုတ်လားစဉ်းစားကြည့်လိုက်အကုသိုလ်မဖြစ်ဘူးကုသိုလ်ဖြစ်ဖို့လို့ပြောတိုင်းပြောတိုင်းဘုံဘုံတို့တွေကမိမိရောရောပေါ်ပေါ်ဆန်းဆန်းသတိမရှိဘဲနဲ့နေနေတာဟာအကုသိုလ်တရားတွေဖြစ်နေတာလို့နားလည်ဖို့လို့တတိနဲ့နေမှကုသိုလ်ဖြစ်နေတာလို့နားလည်ဖို့လို့ ဲ့ဒီလိုဒေသနာမျိုးနဲ့စစ်လိုက်မယ်ဆိုရင်ဘုံဘုံတို့ကအကုသိုလ်အကြီးကြီးတွေမဟုတ်အောင်တောင်မှအကုသိုလ်အသေးလေးတွေတော့မဖြစ်နေတော့ဖြစ်နေနော်ဟုတ်လားအဲ့လောက်ထိလဲတချို့နားလည်ထားကြပါလေတချို့လည်းပဲတိတ်ပြီးတော့နားလည်မှုမကြေပြန့်သေးတာလေရှိနိုင်တာပေါ့အဲ့တော့ဘုံဘုံတို့ပြောနေတာလေးကဘဝမှာအကုသိုလ်မဖြစ်ဖို့ကုသိုလ်ဖြစ်ဖို့အရေးကြီးတယ်လို့နားလည်မှုအခြေခံရှိလို့ဘုံဘုံတို့က အကုသိုလ်မဖြစ်အောင်ကုသိုလ်ဖြစ်အောင်ကြိုးပမ်းကြမယ်ဆိုတဲ့အခါကာလမျိုးမှာစိတ်ကိုမလုံးနိုင်ဘူးလို့တော့ဆုံးမနိုင်ဘူးလို့လေတကယ်ဖြစ်တဲ့နာကကိုတကယ်ဖြစ်ချင်တာကအကုသိုလ်မဖြစ်ဖို့ကုသိုလ်ဖြစ်ဖို့ဖြစ်ချင်တာဟုတ်လားဒါပေမဲ့စိတ်ရဲ့တဘာဝကအဲ့ဒါနဲ့မဖြစ်နေတော့ဆန့်ကျင်နေတယ်အဲ့ဒီလျှော့ချက်လေးကိုမြင်စေချင်တာဟုတ်လားတကယ်ဘုံဘုံတို့တာနာရဲ့အစုံမအရာဖြစ်တဲ့နာကပါတော့အကုသိုလ်မဖြစ်ဖို့ကုသိုလ်ဖြစ်ဖို့သို့တော်စိတ်ကြီးရဘလို့ဖြစ်နေတော့ အကုသိုလ်မှပြောနေတယ်မကောင်းတာမှပြောနေတယ်ကောင်းတာဆိုရင်နှိကူးတဲ့သဘောရှိတယ်ဒါကြောင့်ဘုန်းဘုန်းတို့ရဲ့စိတ်ကိုဘုန်းဘုန်းတို့ဟာစုံးမနိုင်ဖို့လိုမယ်ပေါ့မင်းပြောနေကြတဲ့မှာမင်းမပြောနဲ့မင်းလေးကူးတဲ့နေရာမှာမင်းတွတ်တွတ်လွတ်လွတ်လှုပ်လိုက်ပါကိုယ့်ရဲ့စိတ်ကိုမလုံးနိုင်ဖို့လိုတော့စုံးမနိုင်ဖို့လိုမယ်ဘုန်းဘုန်းတို့တွေကိုယ့်စိတ်ကို သူများလာစုံးမလို့မရဘူးတကယ်တမ်းကတော့သူများကအကျိုးသိအကြောင်းချင်းပြောတာတော့ပဲရှိတယ်တကယ်တကယ်လက်တွေ့ကြတော့ သူ့စိတ်ကိုသူပဲဆုံးမရတာသူဆုံးရတယ်ဆိုတဲ့နေရာမှာလဲသူ့မှာဉာဏ်ပညာရှိမှသူဆုံးမနိုင်ပါဉာဏ်ပညာမရှိဘူးဆိုလို့ရှိရင်ဉာဏ်ပညာမရဘူးဆိုလို့ရှိရင် သူများသူ့ကိုဘလောက်ဆုံးမဆုံးမသူသဘောမပဘူးနားမလဲဘူးနားမလဲဘူးဆိုရင်ဒီစိတ်ကယဉ်ကျေးမှုမရှိဘူးတကယ်တမ်းစိတ်ကိုဘာနဲ့ဆုံးမတာတော့မင်းပညာနဲ့ဆုံးမရတာပဲပညာမရဘူးဆိုရင်ဒီလူဟာစိတ်ကိုဆုံးမဖို့အတွက်သူ့မှာစိတ်ရဲ့ဆရာမရှိဘူးလို့ဆိုနိုင်တယ် တော့စိတ်မှာအကောင်းဆုံးဆုံးမမယ်စိတ်ရဲ့အကောင်းဆုံးဆရာရှိဖို့လိုမယ်ပေါ့အဲ့ဒီအကောင်းဆုံးဆရာအကြောင်းကိုပြောရင်ဒါအကောင်းဆုံးစိတ်ကိုဆုံးမနိုင်တဲ့ပညာအကြောင်းကိုပြောရင်ဒါအဲ့ဒီပညာအဲ့ဒီဆရာကဘာလဲလို့မေးသိရင်ကိုသိတဲ့ညာရအောင်လုပ်မယ်ဆိုရင်တော့လွယ်တယ်ဒါပေမဲ့မလုပ်တော့မရဘူးပေါ့တော့ဘုံဘုံတို့သိရလိမ့်မယ်ဆိုတာကိုလူတိုင်းသိပါတယ်တတ္တဝါတိုင်းတတ္တဝါတိုင်းဟာသိမျိုးတွေတစ်ချိန်မှာသိရမှာ ဘယ်ချိန်သေးရမယ်ဆိုတာတောင်မှသိခွင့်မရှိတဲ့အနေအထားမျိုးနဲ့ဘုဖုံတို့သေကြရမှာအဲ့ဒီသေခြင်းတရားကိုဘုဖုံတို့ကအေးအေးဆေးဆေးစဉ်းစားရမယ်ဆင်ခြင်ရမယ်ငါဟာသေလူတယောက်ဖြစ်တယ်ငါဘေးမှာရှိနေတဲ့လူတွေလည်းသေလူတွေပဲဖြစ်နေတဲ့တတ္တဝါတွေအားလုံးဟာသေကြရမယ်တတ္တဝါတွေလို့ဒီအမှန်တရားကိုဘုဖုံတို့ကစိတ်နဲ့မပြတ်မပြတ်မလုပ်ပြရမှာတို့တွေးပြရမယ် သိခြင်းဆိုတဲ့အမှန်တရားကိုစိတ်နဲ့တွေ့ပေးရမယ်တွေ့ပေးလို့ရှိရင်ဒီစိတ်မှာဉာဏ်ပညာဆိုတာဖြစ်ပေါ်လာတယ်။အဲ့ဒီဉာဏ်ပညာကပဲဒီစိတ်ကိုပြန်ပြီးတော့ဆုံးမလိုက်မယ်။အဲ့ဒီကြတော့မှကျွတ်တို့စိတ်ကလေးကတကယ်ရင်ကြီးမှာ